ပရိတ်တွေရွတ်နေတာနှစ်တထောင်လောက်ရှိပြီ။ပရိတ်ရွတ်တော့ဘာဖြစ်လဲ။ဘာမှမဖြစ်ပါဘူး။ရွတ်တည်ဖြစ်စေမရွတ်တည်ဖြစ်စေဘာမှမဖြစ်ပါတဲ့။ဒီလိုစကားကိုပြောတဲ့လူတွေကအသိဉာဏ်မရှိတဲ့လူတွေနဲ့ဘ ഹു တုဒ္ဒမရှိတဲ့လူတွေပဲပြောတာနော်။တရားဂုံတော်6ပါးထဲမှာအကလိကဂုံဆိုတာပါတယ်။အကလိကဂုံဆိုတာတရားကျင့်ဆောင်တဲ့ပုဂ္ဂိုလ်ကိုတရားကအခါမလဲပြန်ပြီးကောင်းကျိုးပေးတာကိုပြောတာနော်။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ပရိတ်တရားတော်တွေကိုရွတ်ဖတ်တာပဲဖြစ်ဖြစ် နားကြားတာပဲဖြစ်ဖြစ်ဒါဟာတရားကိုဆောင်နေတာဖြစ်တယ်မြတ်စွာဘုရားဟောကြားခဲ့တဲ့ပရိတ်တရားတော်တွေကိုရွတ်ဖတ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာငါရွတ်ဖတ်နေတဲ့ပရိတ်တရားတော်တွေဟာမြတ်စွာဘုရားကိုတော်တိုင်ဟောကြားခဲ့တဲ့ပရိတ်တရားတော်တွေပါလားလို့တွေးမိပြီးဘုရားအပေါ်ကြင်ညိုတဲ့စိတ်ဘုရားအပေါ်ကြင်ညိုတဲ့စိတ်ဖြစ်နေတယ်ထို့အတူပဲနာကြားနေတဲ့ပုဂ္ဂိုလ်ကလည်းပဲ ငါနာကြားနေတဲ့ပရိတရားတော်တွေဟာမြတ်စွာဘုရားကိုတော်တိုင်ဟောကြားခဲ့တဲ့ပရိတရားတော်တွေပါလားလို့တွေးမိပြီးဘုရားအပေါ်ကြီးညိုတဲ့စိတ်တရားအပေါ်ကြီးညိုတဲ့စိတ်ဖြစ်နေတယ်။အဲဒီလိုရွတ်သူရောနာသူပါဘုရားအပေါ်ကြီးညိုတဲ့စိတ်တရားအပေါ်ကြီးညိုတဲ့စိတ်ဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့တန်တမ်းမှာရှိနေတဲ့လောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာတရားတွေကိုဘုရားအပေါ်ကြီးညိုတဲ့စိတ်တရားအပေါ်ကြီးညိုတဲ့စိတ်ကုသိုလ်ကတရင်ကပဟံဖြစ်ပသက်ပေးထားတယ် အဲ့ဒီလိုတရင်ကပဟံဖြင့်ပယ်သက်ပေးထားတဲ့အတွက်ကြောင့်သူတို့ရဲ့တန်တံမှာလောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာတရားတွေခြုံငိမ့်နေတဲ့အတွက်ကြောင့်သူတို့တွေဟာပရိတရားရွတ်ဖက်နာကြားနေစင်မှာငြင်းအင်းနေကြတယ်။ဒါဟာပရိတရားရွတ်ဖက်နာကြားခြင်းရဲ့ကောင်းကျိုးပဲနော်။ဒါတွေကိုမသိပါဘဲနဲ့ပရိယုတ်တိဖြစ်စေမယုတ်တိဖြစ်စေဘာမှမဖြစ်ဘူးလို့ပြောတာဟာကိုဘဟုသုတမရှိရာကိုခြားပြရာရောက်တယ်။ဒါကြောင့်အရင်ဆုံးလေ့လာပါအောင်လို့ပြောခြင်းပါတယ်နော်။ ရိယွတ်တဲ့မယွတ်တဲ့တင်ပေးပါဖရားအငင်းပွားနေကြလို့ပါတဲ့ပရိကယွတ်တဲ့တာပေါ့နော်မြတ်စွာဘုရားကိုတော်တိုင်ကပရိယွတ်ဖို့ကိုဟောကြားခဲ့တာရှိတယ်မြတ်စွာဘုရားကိုတော်တိုင်ပရိယွတ်ဖို့ဟောကြားခဲ့ကြောင်းကိုနှစ်ချက်လောက်ခြားပြမယ်နော်ပထမတစ်ချက်ကခုတကနိကေဓမ္မပဒအထကထာပကိဏကဝတ်မှာမြတ်စွာဘုရားကခြေသားအာနန္ဒာရဏတုပ်ပရိတ်တော်ကိုသင်ယူ၍လိစ္ဆဝီမင်းတို့နှင့်အတူတကဝလှည့်လည်လျက် ဝေသာလီပြည်ကြီး၏တိုင်းသုံးခုအကြား၌ပရိတ်အယံအတားကိုပြုချေလောဇရဏတုတ်ပရိတ်တော်ကိုရွတ်ချေလောလို့မိန့်ကြားတော်မူပါတယ်ဒုတိယတစ်ချက်ကဒီကနေ့ကပါဋိကဝတ်ပါဠိတော်အာတာနာတိယတုတ်မှာမြတ်စွာဘုရားရာဇဂိုမြို့ဘေးစကုတ်တောင်မှာတရင်သုံးတော်မူနေစဉ်နမင်းကြီးလေးပါရောက်လာပြီးတော့ဘုန်းတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားလောကမှာသာသနာတော်ကိုအကျဉ်းချုပ်ကြကုန်သောနတ်ယက္ခဂန္ဓပတို့လည်းရှိသလို သာသနာတော်ကိုမကြည်ညိုကြကုန်သောနှက်ယက်ခဂန္ဓပါတို့သည်လည်းရှိပါသည်ဖရာအဆိုပါသာသနာတော်ကိုမကြည်ညိုကြကုန်သောနှက်ယက်ခဂန္ဓပါတို့သည်သာသနာတော်ကိုကြည်ညိုကြကုန်သောလူပုဂ္ဂိုလ်တို့အားအနှောက်အယှက်ပေးကြပါသည်ဖရာထိုပုဂ္ဂိုလ်များအနှောက်အယှက်မပေးရလေအောင်တပည့်တော်တို့ကအာတာနာတိယတုပ်ကိုလျှောက်ထားပါမည်ဖရာတပည့်တော်တို့လျှောက်ထားသောအာတာနာတိယတုပ်ကိုဟောကြားတော်မူ၍လူပုဂ္ဂိုလ်တို့အားကျွတ်စေတော်မူပါဖရာလို့လျှောက်ထားပါတယ် ဒီအခါမှာမြတ်စွာဘုရားကအာတာနာတိယတုတ်ကိုလူပုဂ္ဂိုလ်တို့အားတဆင့်ပြန်လဲဆွေးကြွ၍ရွတ်စေတော်မူပါတယ်။ဒါကြောင့်ပရိဟာမြတ်စွာဘုရားကိုတော်တိုင်ကရွတ်ဖို့ဟောကြားခဲ့တဲ့အတွက်ကြောင့်ရွတ်တင်ပါတယ်။တခုတော့ရှိတာပေါ့ဗုဒ္ဓဘာသာဟာအယုတ်ကိုဦးစားပေးတဲ့ဘာသာတော့မဟုတ်ဘူးနော်။အကျင့်ကိုဦးစားပေးတဲ့ဘာသာဖြစ်တယ်။ဒါကြောင့်ရွတ်လဲရွတ်ပါမိမိရွတ်နေတဲ့အရာကိုလည်းပဲအတိတ်ပဲသိအောင်လုပ်ပါ။အတိတ်ပဲသိပြီဆိုရင်တိတိအားလျော်စွာလဲကျင့်ပါနော်။ သို့မှသာတကယ်ကောင်းကျိုးချမ်းသာအစ်စ်ကိုရပါလိမ့်မယ်နော်အရှင်ဖေရလျှောက်ထားခွင့်ပြုပါဖေရဖေရရှင်ကဘာကြောင့်တတ်တော်80အထိပဲနေနိုင်တာပါလဲဖေရဖြည့်ပြီးတော်မူပါဖေရတဲ့ပွင့်ပြီးကုန်တော်ဖေရရှင်တိုင်းသည်လူတို့ဤတတန်း9ပုံမှ4ပုံသာနေပြီးပြိဋိဘံပြုတော်မူကြပါတယ်ဒါဟာဖေရရှင်တိုင်းရဲ့ဓမ္မတာပဲဖြစ်ပါတယ် အခုဦးစင်းတို့ကိုးကွယ်တဲ့ဂေါတမမြတ်စွာဘုရားသည် လူတို့ဤတတန်းတရားမှာ ပွင့်တော်မူတဲ့ဘုရားဖြစ်ပါတယ်အဲ့ဒီလိုလူတို့ဤတတန်းတရားမှာပွင့်တော်မူတဲ့ဘုရားဖြစ်တဲ့အတွက်ရှေ့ကပွင့်ပြီးကုန်သောနောင်တော်ဘုရားတို့ဤဓမ္မတာကို လိုက်နာသောအနေဖြင့်လူတို့ဤတတန်း၅ဘုံထဲက၄ဘုံဖြစ်တဲ့တတ်တော်80သာနေပြီးပြိဋိနိဗ္ဗာန်ပြုတော်မူခြင်းဖြစ်ပါတယ်လျှောက်ထားမိသူရှိမယ်ဆိုရင်တော့ ဖះရှင်သည်အာယုကတ်ထက်ကျော်လွန်ပြီးနေလို့ရပါတယ်။မြတ်စွာဘုရားသည်တတ်တော်80ခုပြိဋိဘံပြုသွားရခြင်းဟာရှိရှိကပွင့်တော်မူပြီးကုန်သောနောင်တော်ဘုရားတို့ဤဓမ္မတာကိုလိုက်နာတာကတကြောင်။ရှောက်ထားမိသူမရှိတာကတကြောင်။အဲ့ဒီလိုအကြောင်းအကျောင်းတွေကြောင့်ဖះရှင်သည်တတ်တော်80ခုပြိဋိဘံပြုသွားရခြင်းဖြစ်ပါတယ်။အရှင်ဖေယျရိုးသေးစွာရှောက်ထားအပ်ပါသည်အရှင်ဖေယျ ဟုတုတမှတ်သားရန်ပါဖေယတကိုးတော်နဲ့ကောင်းကင် ခရီးကနေကြွသွားတာမျိုးကဘယ်လိုတကိုးမျိုးကို ဝင်စားပါလဲဖေယတဲ့ကုသင်းတို့ဗုဒ္ဓဘာသာဝင် အချို့မှားနေတာ တခုရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်ကောင်းကင်ပြန်ချင်းမြေရှိုးချင်းကိုဇံလို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်ကောင်းကင်ပြန်ချင်းမြေရှိုးချင်းဟာဇံမဟုတ်ပါဘူးဇံဆိုတာကမိဝရဏစာသောအကုသိုလ်တရားများကိုပယ်တတ်တတ်ခြင်း ဝိခံဗနအစွမ်းဖြင့်ပယ်တတ်တခြင်းကတိုင်းစာသောပြည့်ညတ်အာယုံကိုကြံစီတက်ကြည့်ရှုတတ်ခြင်းသဘောကိုပဲဇန်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ကောင်းကင်ပြောင်းခြင်းရေရှိုးခြင်းကတော့အဋ္ဌဝိဒအဘိညာဉ်လို့ခေါ်ပါတယ်။ကောင်းကင်ပြောင်းခြင်းဟာအဋ္ဌဝိဒအဘိညာဉ်ကိုဝင်စားလို့ဖြစ်ပါတယ်။အရှင်ဖေယတပည့်တော်တို့စိတ်ကလေးဟာအိတ်နေတဲ့အချိန်မှာဘာဖြစ်နေတာလဲဖေယ။တပည့်တော်ကမောဟဖြစ်နေတယ်ထင်လို့ပါဖေယ။ အမှားအမှန်လေးဖြေပေးပါဖရာတဲ့မောဟဆိုတာက တွေဝေမိုင်မဲခြင်းလို့အတိပ္ပယ်ရပါတယ်ကိုလှုပ်နေတဲ့အလုပ်ကိုကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားဝေခွဲ၍မရပဲတွေဝေငေးမောနေတာကိုမောဟလို့ဆိုလိုခြင်းဖြစ်ပါတယ်အိပ်ပျော်နေတဲ့အချိန်ကတော့ဘဝင်စိတ်ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်ဘဝင်စိတ်ဆိုတာကဘဝင်ကဆိုတဲ့ပါဠိကလာတာဖြစ်ပါတယ်ဘဝင်ကခေါ်ဘဝင်စိတ်သည် ဘဝအစအဦးဆုံးဖြစ်တဲ့စိတ်နဲ့နောက်ဆုံးသေခံနည်းဖြစ်တဲ့သုတိစိတ်နဲ့အလားတရံတူပါတယ်။ပိတ်မွေးတဲ့အတွက်အိပ်ပျော်နေတဲ့အချိန်မှာဘာကိုအာယုံပြုနေတယ်ဆိုတာ မသိနိုင်ပါဘူး။ဒါကြောင့်အိပ်ပျော်နေတဲ့အချိန်ဟာမောဟဖြစ်နေတာမဟုတ်ပါဘူး။ဘဝင်စိတ်ဖြစ်နေတာလို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖေရလူတွေသေသွားရင် အိမ်မှာရှိနေနိုင်သေးလားဖေရတဲ့။မရှိပါဘူးနော်။ တချို့လူတွေက လူတယောက်တည်သွားပြီဆိုရင်အိမ်မှာခုနှစ်ရက်နေပြီးမှတခြားဘဝကိုကူးပြောင်းတယ်လို့ယူဆတတ်ကြပါတယ်။အဲ့ဒီအယူအဆဟာအန္တရာဘဝအယူဖြစ်တဲ့အတွက်မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီလိုအယူမျိုးကိုဗုဒ္ဓဘာသာဝင်များအနေဖြင့်လက်မခံသင့်ပါဘူး။ဂတိ၅မျိုးရှိပါတယ်။ဂတိ၅မျိုးကဘာတွေလဲဆိုရင်၁ဒေဝဂတိနတ်ပြည်၂မနုဿဂတိလူပြည် 3တိရိစာနာဂတိတရိษံပြေ4ပေတာဂတိပိတ္တာပြေ5မိရယဂတိငရဲပြေတို့ဖြစ်ပါတယ်ပုထုဇဉ်တယောက်သေးပြီဆိုရင်အဆိုပါဂတိ5မျိုးတစ်မျိုးမျိုးကိုလာရောက်ရမှာဖြစ်ပါတယ်ကုသိုလ်ကံကထောက်ပံ့ပေးမယ်ဆိုရင်ဒေဝဂတိနဲ့မနုဿဂတိတစ်ခုခုကိုလာရောက်ရမှာဖြစ်ပြီးအကုသိုလ်ကံကအထောက်ပံ့ပေးတယ်ဆိုရင်တော့တိရိစာနာဂတိပေတာဂတိမိရယဂတိ ဲ့ဒီဂတိ၃မျိုးတစ်မျိုးမျိုးကိုလာရောက်ရမှာဖြစ်ပါတယ်အိမ်မှာခုနှစ်ရက်နေတယ်ဆိုတာမဟုတ်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်